အလုံးမင်္ဂလာပါတဲ့ကနန်းလေးတစ်ပေါက်ချပြပေးမယ်ထွက်မဲ့ကနန်းလေးကတဲ့တုံးလေးလေးဆိုကနန်းလေးထွက်မှာတဲ့ထွက်မဲ့ကနန်းလေးကတဲ့ဦးရှိချောင်းလို့ထွက်မှာနန်းလေးတစ်ပေါက်ပြပေးမယ်ပထမဆုံးစတဲ့တာတဲ့ 656တဲ့656လို့တဲပြီးရနေမယ်656ရဲ့အပေါ်ကနန်းလေးရ400တဲ့400နေပြီးတနည်းနည်းနည်း3နှစ်ထွက်ပြီးတော့အောက်ဆင်းလိုက်တာနဲ့900ဒီ900လေးက900လေးကငွေကနန်းလေးမှတ်ထားနော်ဒီ900တဲ့ငွေကနန်းဒီ400နဲ့ဒီ900နဲ့ဝမ်းချင်းကြိုက်မှာဒီ900လေးကငွေကနန်းထွက်မှာအဲထွက်မဲ့ချိန်ကဘယ်ချိန်လုံးဆို2006ခုထွက်မှာ အဲ့ဒါဆိုရင်9 5 6တို့ဖြစ်ပြီးတပင်2ပင်3ပင်4ပင်5ပင်တက်လာရင်9ပရိတ်တဲ့အဲ့ဒီ9ပရိတ်ကြောင့်တပင်2ပင်3ပင်တက်လာတဲ့9လေးနှလုံးထပ်ထားတာ99လေးထောက်ပေးထားတာထောက်ပေးထားပြီးမှတပင်2ပင်3ပင်တက်လာဒီရှေ့သုံးလုံးပေါင်း9အဲ့ဒီ9မှာဒီနှလုံးပေါင်းတာ9ပါပါ4အဲ့ဒီ89လေးမှာနောက်တစ်ပွဲမှာခွန်ဘိတ်နဲ့ခွန်ဘိတ်တို့လာထောက်လိုက်တာထောက်လည်းပြီးသွားတော့အဲ့ရနေ ပြီးတော့ဆင်းလိုက်တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်ဆင်းလိုက်ကိုယ့်ရဲ့နှက်ခတ်အထောင်သုံးလုံးပေါင်းရင်6တဲ့6ပရိတဲ့6ပရိတဲ့ပြန်ချုပ်သွားပြီနော်အဲ့လိုချုပ်သွားပြီဆိုမှကိုယ့်နှက်ခတ်6ချုပ်တဲ့အထောင်သုံးလုံး6ပရိချုပ်တဲ့6ပရိချုပ်တဲ့ချုပ်လဲပြီးလဲပြီးရောတဲ့ခုနတော့ကိုယ်လေးနှလုံးထောင်ရတဲ့အပေါ်ကိုကြည့်လိုက်ကိုပါပါလေးပရိတဲ့ ကျော်တော့9ရက်6ရက်4ရက်ဆိုတော့နက္ခတ်ပါမှာထုတ်သွားပြီเนาะ9ပြည6000နဲ့6ပြည6ပြည်ဆို6ဆိုတော့4ပြည်ဆို9 4 6နက္ခတ်ပါမှာဖြစ်သွားပြီဖြစ်သွားပြီအဲ့ရနေပြီးတော့9ပြည်လေးပြန်တက်တယ်တဲ့9ပြည်လေးအောင်မယ်เนาะဒုတိယပြန်มาအောင်တယ်အောင်ပြီးခုနကတော့ထောက်ခဲ့တဲ့ဒီခွန်ဘိတ်ကလေးနှစ်ခု အဲအဲ့ခွန်ပဲလေးနှစ်ခုကခွန်သေးလို့နှစ်ခါပြန်ကြကြပြီးမှငွေကနေလေးအောင်အဲ့ငွေကနေလေးအောင်ပြီးမှတီလီကိုလို့ရေးပြီးတော့တီလီကိုလေးဖြစ်ပြီးတပင်နှစ်ပင်သုံးပင်လေးပင်ဆင်းလိုက်ဘရိတ်တဲ့ တရဲ့နက်ခတ်လေးရှစ်ပရိကဘဲချင်းသွားခင်တော့တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်၇နှစ်၈နှစ်၉နှစ်၁၀နှစ်၁၇နှစ်၁၂နှစ်၁၃နှစ်၁၄နှစ်၁၅နှစ်၁၆နှစ်ကြာတော့ရှစ်လို့နက်ခတ်လေးလာထိုးသွားပြီအဲ့ချိန်မှာ၃လေးလေးဆိုကနေလေးအောင်မှာအဲ့၃လေးလေးကဘယ်ကလာတော့ဆိုတော့တပရိအောက်တနှစ်၃ပင်မြောက်ကကနန်းလေးဒီဟာလေးအောင်မှုအတွက်ကိုတဲ့သူ့မှာ နက်ခတ်ရှိပရိလေးပြီးမှအောင်ပါသူအောင်မဲ့တိပရိကိုအောင်မှတေချာလားဆိုတော့1 2 3 4ပရိတိလို့ထောက်ပေးတာအဲ့ဒီပရိတိကပရိတိလို့ဒီပွဲမှာအောင်ပါเนาะအဲအဲ့ဒါပြီးသွားရင်တစ်ချိန်နှစ်ချိန်သုံးပွဲဆက်တိုက်ပြပြီးမှာเนาะခဏနေအဲ့ဆိုရင်တဲ့ဒီကနေအောက်ကိုတပင်2ပင်3ပင်4ပင်5ပင်ဆင်းလိုက်935တဲ့အဲ935လေးထွက်ဖို့အတွက်935ပြီးမှတိပရိတဲ့ထောက်ပေးသွားပြီเนาะ ထောက်ပေးသွားပြီဆိုလို့ရှိရင်အဲကုသုံးကားလေးကဘယ်ချိန်မှထွက်မှာတော့ဆိုကုသုံးကားလေးကသူ့ရဲ့အပေါ်မှာကြည့်လိုက်ပြန်ပြီးတော့တည့်ရဲ့ပေါ်တပင်၂ပင်၃ပင်အဲ၃ပင်ကကဏ္ဍလေးက၈90ဆိုကဏ္ဍထောက်ပေး၃ညလေးပိတ်ခဲ့တာအဲ၃ညပိတ်ကလေးရဲ့ပြီးမှ9 9သုံးထွက်တာထွက်ပြီးမှအဲ၃ညပိတ်ကလေးရဲ့ကပိတ်ခဲ့တဲ့၃ညလေးက၃ညအပိတ်ကလေးနဲ့စောစောကပြောခဲ့တဲ့ ပဲ190 190လို့အောင်တော့နော်တစ်ချိန်နှစ်ချိန်၃ချိန်အောင်ကဏ္ဍတစ်ခါလေးပြခဲ့တာနော်ဒါပထမအောင်ကဏ္ဍဒါတပင်းကျော်ဒုတိယဒါတတိယအောင်ကဏ္ဍကဏ္ဍ၃ပေါက်တစ်ခါလေးပြပေးခဲ့ပါလေဗျာအဲဒုတိယကတ်96လို့ပဲတဲတာတဲပြီးရင်311အဲဆိုရင်သူ့အောက်ကိုတပင်း2ပင်3ပင်4ပင်5ပင်6ပင်9ပင်ဆင်းလိုက် 6တစ်တဲ့အဲ့ဒီ6တစ်တဲ့ကမွေးကနန်းအောင်အောင်မှာနော်ခုနကတော့ဦးရအောင်တို့ပဲ6တစ်တဲ့ကဘယ်မှာအောင်မှာတော့ဆိုတော့2025မှာ6တစ်တဲ့လို့အောင်အောင်မှာနော်မွေးကနန်းဒီမှာရေးထားတယ်အဲ့ဒါဆိုရင်နဲ့ဒီကနေရေးလိုက်မယ်ဒီပင်2ပင်3ပင်4ပင်5ပင်ရေးလိုက်ဗရိကူတဲ့ထိုးပြီနော်ဗရိကူဒီပင်2ပင်3ပင်4ပင်တက်လိုက် ဲ့ဥပဒေကြောင့်ကိုးလေးနှလုံးထောင်နေတဲ့လေပင်နှစ်ပင်သုံးမယ်ဆိုရင်ရှေးသုံးလုံးကိုးတဲ့အဲ့ကိုးမှာ89လေးခွန်ပိတ်ကလေးနဲ့ခွန်ပိတ်ကလေးနဲ့နှစ်ခုဖြစ်ပြီနော်အဲ့ဖြစ်ပြီဆိုရင်အဲ့အနေမျိုးဒီလိုက်မယ်ကိုးပရိကနေဒီနေ့3 4 5 6 9 8ကြိမ်ထိသွားလိုက်ထောင်သုံးလုံး6တဲ့6ပရိတဲ့6ပရိဆိုတော့အဲ့တော့ခုနကတော့ကိုးကိုးရဲ့နှက်က6ထောင်ပြီ 6ပရိဖြစ်ပြီ6ပရိဖြစ်ပြီ6နှစ်ခတ်ဖြစ်ပြီဖြစ်ပြီခုနက69လေးထောင်လဲအချင်းကြီးအကြိုက်ပဲတကူလေးတဲ့တကူလေးပတ်လဲဘလို့ရေးကြီးအဲ့တကူလေးလို့ကြာပြီလို့ရှင်သူက6ခုနက96 4ဆိုနှစ်ခတ်ပါပါဖြစ်သွားဒီကနေပြီးတော့9ရဲ့ပါပါ4ရဲ့ပါပါ sorry 9ပရိကလေးတဲ့လာရေးပြီတဲ့ရေးတယ်နော်ရေးပြီးရင်စောတော်တော့ ီမှာ90ခုံလေးပိတ်ခဲ့တယ်နော်ခုံပိတ်ခုံပိတ်နဲ့ခုံဘူးလေးနဲ့ပြီးခဲ့တာအဲ့ဒီခုံဘူးလေးကဒီမှာလာပြီးတော့တဲ့ခုံထိတ်ခုံထိတ်လို့နှစ်ပွဲကြကြပြီးဒီနှစ်မှာ661ဆိုတဲ့611ဆိုကနငွေကနန်းလိုက်မှာနော်အဲ့ဒါဆိုရင်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီတလေးကိုကနေရှိလိုက်ရင်တပင်နှစ်ပင်သုံးပင်လေးပင်ရှိလိုက်ပရိတ်တဲ့အဲ့တစ်ကနေဟိုဘက်မှာနက်ခတ်လာကြတဲ့အချိန်ကိုရှိလိုက်1 2 3 4 5 6 9 10 16ကြိမ်မှာဟောရှိပရိတထိုးပြီเนาะအဲ့တည့်ရဲ့နက်ခတ်ရှိလို့ထိုးပြီထိုးတဲ့ပွဲမှာဒီမှာကြမယ်ကနန်းလေးရတည့်အောက်ကိုတပင်နှစ်ပင်သုံးပင်ဆင်လိုက်တဲ့968တဲ့ကျွန်တော်တော့968ကိုမိန်ကနန်းထဲတင်လိုက်မှာဒီပွဲအဲ့ဒီ968လို့ထွက်မဲ့အချိန်မှာသုံးပရိဖြစ်တဲ့အတွက်တပင်နှစ်ပင်သုံးပင်လေးပင်မှာကြည့်လိုက် ပရိသုံးလို့ထောက်ပေးမှာဒီမှာပရိသုံးလေးအောင်မှာ968လို့အောင်မှာအဲ့အောင်မဲ့ချိန်မှာအဲ့968ထဲကနန်းဒီမှာတလုံးပါနေရမယ်အဲအဲ့လိုပါတဲ့ချိန်မှာနော်သူအောင်မှုအတွက်ကိုတဲ့နှစ်ပိတ်ကနှစ်ပိတ်လို့ပဲပိတ်ပေးမှာနော်အဲဒုတိယကတ်မှာမေ့တော့မပြခဲ့အောင်ဒုတိယကတ်မှာကြည့်ဟာလား344အောင်မှုအတွက်ကို344အပေါ်မှာ၄ပိတ်က၄ပိတ်လို့ပဲကြာကြာပြီးမှဒပင်၂ပင်၃ပင်၄ပင် ဲ့ဘရိတ်တစ်ကဘရိတ်တေးလို့ပြန်ကြအဲ့ဒါဆိုလို့ဒီမှာရှိ968လို့ကြမှာနှစ်ကအပိတ်ကအပိတ်ပဲတပင်နှစ်ပင်သုံးပင်၄ပင်မှာဘရိတ်၃နဲ့ဘရိတ်၃ကိုထောက်လိုက်တဲ့ချိန်မှာဒီပွဲလေးကိုအောင်းနေတာဘရိတ်ရှိကလည်းထောက်သွားပြီနှစ်ခတ်ကလည်းအဲ့ဒါဆိုရင်နဲ့သူ့ကြည့်လိုက်သူ့အောင်မှာဒီကောင်၃ပင်မှာအဲ့တော့တပင်၂ပင်၃ပင်၄ပင်၅ပင်မှာတိလိုက်၃ခု၈၃ခု၈နဲ့ အဲ့ဒါလေးကအောင်မှုအတွက်ကိုဘေးမှာတစ်ပိတ်လေးခံပေးတယ်တဲ့အဲ့မှာလေကိုသုံးကအောင်မှုအတွက်ဗရိတ်တိလေးခံပြီးကိုသုံးကလို့အောင်တာအဲ့ကိုသုံးကဘာလို့အောင်တာလဲဆိုတော့တုံညာအပိတ်လေးနဲ့ရှကူးတယ်ဆိုခဏလေးကတုံညာလေးပိတ်တဲ့ဘေးမှာအောင်မှာဇောင်းလေးမှာအောင်မှာတုံညာအပိတ်နဲ့ပဲအောင်မှာအဲ့တုံညာဘေးလေးမှာအောင်မှာနော်အဲ့ဒါဆိုရင်ကြည့်လိုက်တဲ့တပင်နှစ်ပင်တပင်နှစ်ပင်သုံးပင်မှာ ုံးကုန်ရှိဆိုကနန်ဒီဘောအောင်ပါဘာလို့ဒီတိပိပိမှာအောင်ပါတော့လို့ပြောရင်တိပိရဲ့အပေါ်မှာတပင်နှစ်ပင်သုံးမယ်တလေတိပိကလေးတဲ့အဲ့ဒါဆိုဒီမှာလည်းကြည့်နော်တိပိရဲ့အပေါ်တပင်နှစ်ပင်သုံးမယ်တုံညာအပိတ်ကလေးတဲ့အဲ့တုံညာအပိတ်ကလေးရတဲ့တုံညာအပိတ်ကလေးရဘေးမှာအောင်အဲ့တုံညာအပိတ်ကလေးရအောက်ကမှခုနတုန်းကရေးခဲ့တဲ့190ဆိုကနန်190လို့အောင်လာနော်ဒီမှာအဲ့ဆိုရင်ကြည့်လိုက် တစ်ကလေးကပိတ်သွားပြီဟောကွက်တီပဲနော်အေးနေဒီဝင်အောင်ပြီတစ်ကအမိတ်ဒီချိန်မှာမှအောင်မှာ669ဟိုက611နော်ဒါက661နော်ဒီဘွဲကအဲ့ဒါဆိုရင်ဒီမှာတော့ဒီမှာအောင်မှာက986ဒီမှာအောင်မှာက380ဒီမှာအောင်မှာ661အဲ့ဒါဆိုရင်ပထမဘွဲဒုတိယဘွဲတတိယဘွဲကဲ၃ဘွဲကအပြီးပြပေးတာမမေးလျော်လေးဒါမှတ်ထားကြဗျာ 边面几家包边，对，没水面。阿、啊、龙，比赛这里呢，报价吧，的，嗯，当然，真好嘞，我一下，去五下，那什么，阿龙报价吧，市场真好嘞，保险难。对，阿龙明个叭边，古溪桥，东西空，悄悄的，皮表皮比没呢。呃 ဘယ်နှကြိမ်လုံးဆိုတော့ဆနှကြိမ်သုံးရှိခွန်ကဆနှစ်ဆသုံး၁၄ကြိမ် 966က12ကျိန်း380က14ကျိန်း661က15ကျိန်း611ကမွေးကနန်းကဲဟယ်လိုမင်္ဂလာပါရှိရပါပြီမင်္ဂလာရှိရနေပြီဖြစ်ကြပါသည်